ဟယ်လိုအားလုံးသောနားဆင်သူပရိသတ်များအားလုံးပဲမီလာရှင်ရဲ့ချင်ခါလေးဖြစ်ပါစေရှင်။ကျမတို့ရဲ့ channel ကနေပြီးတော့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာ blog လောကဇလင်ကောင်းများစွာကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ပရိသတ်များနားဆင်နိုင်ဖို့အတွက်ဆုံးထီကြီးဥပဒါနဲ့ပုံဆိုင်ပင်ဆိုတဲ့ channel ရဲ့အစားဆုံးကိုဖတ်ပြတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။နားတော်တာဆင်ပြေကြပါအောင်ရှင်။ကျိုးတို့အညာရဲ့ဒလိတခုကိုပြောပြပါဆိုရင်တော့ပုံဆိုရဲ့စကားလေးမပါမဖြစ်ပါပဲဗျာ။ ပုံစံဆိုလိုခုခေတ်ကလေးတွေရေရဆိုင်လိုချိန်ကောင်းချင်ကြလိမ့်မယ်တကယ်တော့မဟုတ်ဘူးဗျပုံဆိုတာအများနဲ့တက်ဆိုင်တဲ့အရာကိုခေါ်တာဒီလိုဗျာကျုပ်တို့ညာဖက်တော့မိဘဘူပွားတွေတည်ဆုံသွားပြီဆိုရင်ကျင်ရခဲ့တဲ့အမွေတွေကိုအမွေခွဲလေးရှိကြတယ်ဗျအမွေခွဲတဲ့အခါမှာလဲရေရွာလူကြီးတယောက်ကတာဝန်ခံပြီးတော့အညီမြခွဲဝေပေးကြတာပေါ့ဗျာရှေးပြောင်းနိုင်တဲ့ပြည်စင်မရွေးမပြောင်းနိုင်တဲ့ပြည်စင်အကုန်ပါတယ်ဗျအဲဒီမှာ ရွှေပြောင်းနိုင်တဲ့ပစ္စည်းမရွှေပြောင်းနိုင်တဲ့ပစ္စည်းအကုန်ပါရင်အဲဒီမှာရွှေပြောင်းမလို့တဲ့တစ်ပင်လိုဟာမျိုးကြတော့ပုံဆိုင်ပင်ဆိုပြီးတမတ်ပြလိုက်ရည်ကြံကြတဲ့သားသမီးတွေနဲ့ဆိုင်တဲ့အပင်တစ်ခုလိုပေါ့ဗျာဟော ပြောရင်ဆိုရင်မုံမလင်းသိအတန်တွေဆူညံဆူညံချပြီဗျာတောင်နဲ့တရားပြောဆိုအိုဟီဆေးဆိုနေကြတဲ့အတန်တွေပေါ့ကျိုးလေအရာကတော့မတို့သေးဘူးဗျာမိုးကုံဆောင်ကူဆိုတော့မနေ့ပိုင်းကအေးအေးလေးနဲ့အိမ်လိုတိတ်ကောင်းတာပေါ့ဗျာဒါမဲ့အတန်ကြတော့လည်းမနေနိုင်ဘူးဗျာ ကျွန်တော်တွေကနေတက်ပြီးအင်အားတော့မသိမ့်သေးပဲနဲ့အင်အားကိုပြင်းစင်လာခဲ့ပါတယ်အင်အားရောက်တာနဲ့တောက်ရီဦးကရေတုခဲခတ်တောက်ပြီးတော့ပစိုးပြင်ဝဲပြီးအတန်ကြားအနေအားကိုထွက်လာခဲ့တယ်ကျုပ်ကိုဆက်စုတယ်လို့မထင်နဲ့ဗျာရွာမှာတခုခုဖြစ်လာပြီးဆိုရင်အဖေကဝင်မပါတက်ဘူးအတူတူပြင်ရင်ဖြစ်တာမျိုးပေါ့တကြီးရောက်လာရဲဆိုတော့မှပြေရှင်ရပို့ခတ်သွားတာပဲဒါကြောင့်ရင်ဖြစ်တဲ့ကြားရဲဆိုရင်ကျုပ်ကပဲရှေတော်ပြေထွက်ကြရတယ် တခါတလေတော့နှုတ်နှစ်ဖက်စိတ်ကြိုက်ဆဲဆိုပြီးရန်ရန်ပွဲပြီးသွားပြီတခါတလေလည်းရောက်ကြတာနေအောင်တချီတမောင်ထိုးကြတော့ဗောဗျာပြီးတော့လေဆွေမျိုးသားချင်းတွေဆိုတော့တွေ့ရလိမ့်လိမ့်ဖိနေတဲ့သွားရဖြစ်ပြီးပကုံဖက်ပြီးပြီးသွားရလည်းရှိတယ်အဲ့ဒါကိုမှမကျင်တယ်လို့တကြီးစီတိုင်းပဲသုံးမယ်ဆိုမှသာအဖေအဝင်ပါတော့ရယ်လွန်မြောင်းရန်ဖြစ်တာလောက်ကတော့သူလင်းသူမယောင်မကျင်တယ်လို့ထပ်တက်ကြံတက်ကြပါစေအဖေအဝင်မပါဘူးဗျာ ကြာတော့ကြာမဝင်ခေါင်းလို့ဆိုရချင်းပါတက္ကသအလေးသူများလေးများကြာအဝင်ခေါင်းလို့ကြိုဒုက္ခရောက်တာလေးကျွန်းတွန်းဖောက်တဲ့ချအောင်မေဗျာရွာစဉ်ဟာကိုကြွက်နေဆိုတာဘိုးဘွားပိုင်းထမ်းပြန်တွေကိုကိုဘာသာကိုတက်ပြီးထိုင်းရတော့တဲ့လူပေါ့ဗျာသွားထမ်းကိုစီပွားရေးဖြစ်တဲ့မဆောက်ဘူးဗျာစိုက်ချိန်ပြိုးချိန်ဆိုရင်တော့လေဆိုင်အရာစိုက်စားရင်ဘာမှစိုက်စရာမရှိတဲ့နှွေရာသီလိုအချိန်မှသာ အင်းရှင်မှာတန်လှတဲ့ကြီးကိုထိုးပြီးထိုင်းရောက်စားတာပေါ့ဗျာ ကိုကျက်နေရသွေးဆိုရဲကြတည့်ရတော့တန်းရည်မှုပြီးတော့မိမနဲ့စကားများပါရောစကားများပြီးတော့သူ့မိမကိုအိမ်ပေါ်ကနေဆဲချပြီးပါးရီနားရီရိုက်တာပေါ့ထုံးစံအတိုင်းရွာတဲ့အတန်ကြားပြီဆိုတာနဲ့ရှေ့တော်ပြီးကြိုကတော့ပြေးရတော့ဗောဗျာလူတွေကတော့ဝိုင်းအောင်နေလို့လားချန်ပီယံအောင်မှာကိုကျက်နေရသူ့မိမကိုရှာနေလိုက်တရောင်နဲ့ထောင်းလိုက်နေပေါ့သူ့မိမလည်းမျက်နှာရင်းအညိုမဲတွေဆွဲနေပြီးဒီချိန်မှာပဲကိုကျက်နေကဘာမပြောညာမပြောနေ ဝရတုတ်ပြေးဆွဲတာပဲဗျာရွာသားတွေကတော့အော်ကြတော့ဗောဗျာဟိတ်ကောင်ကြက်နေလူမဲ့တော့ကြက်နေမိမိမတည်သွားမယ်ဆိုပြီးအော်ကြတော့ဗောဗျာကိုကြက်နေရတော့ပြောနေတဲ့လူတွေကိုဘာမှရေးမလုပ်ဘူးလူတွေကတော့ပါဇက်နဲ့အော်ပြီမယ်တကယ်ရောက်သွားတာကကျုပ်ဗျာကျိုးလေဒီလောက်မိမကိုနှိမ့်ဆက်တဲ့လူကိုကြည့်မြတာနဲ့အနာပါကြနေတဲ့ချန်ပလန်လို့ခေါ်ရင်ထက်လက်အယိုကြီးောက်ပြီးကိုကြက်နေကိုဝင်ရိုက်တာပဲ လက်ချက်လောက်ပဲရရသေးတယ်။ကိုကျက်နေတရားမှောက်သွားပါရော။တမ်ပလက်ကစူးရီပါရဲဆိုတော့ကိုကျက်နေကြောကုန်းကွဲပြီးတော့တွေ့လေထွက်လာတော့ဗျာ။ဒီတော့သူ့မိမကထိနေတဲ့ကြာနေတယောက်ကြောက်ပြေးထူတယ်။လာကြပါဦးရှင်။ကျမယောက်ျားသိပြီလားမသိဘူး။ကျုပ်ကတော့ထွက်နေသေးတာ။အောက်မှာခမရယောက်ျားကိုကြုတ်တာမတိုင်းခမရတည်လောက်ပြီဗျာ။ဘာကုမသူ့ဘက်ကဝင်းနာနေရလဲ။ကိုကျက်နေမိမကျုပ်ကိုလည်းညုံငုံငေါ့ချွေး။ ဟဲ့ဒါမှရောက်ကြပါဟင်ငါရောက်ကြကြောင်းငါအသိဆုံးပဲသူကငါ့ကိုဒီလောက်ချက်တာငါ့ကိုရိုက်တတ်ပါမလားဟာခုနကဝင်းရင်တော့ပြေးောက်တာမတွေ့ဘူးလားသူကအဲ့လိုပဲဟဲ့သွားပါပြီဟဲ့ညလုံးတာငါရောက်ကြတခုခုဖြစ်ကြည့်နှိမ့်ကိုမျိုးတက်ပြီးတော့လူဆိုင်မွန်နဲ့ရဲတိုင်မယ်အလက်ကောင်ကြော်ပြင်းမျက်လုံးကိုပြိုးထွားတာပဲဗျာကိုကျန်နေမိမတော့သူ့ယောက်ျားဖက်ပြီးငွေလို့ပေါ့ဗျာ။နောက်တော့အဖေကိုတိုင်ရောပေါ့ဗျာ။အဖေကတော့ကျုပ်ကိုဘယ်နဲ့ရှိစားဆိုရင်မျက်နှာပြင်းနေကြည့် ညယောက်ျားအရေးပြလှန်တော့လောက်ပါဟာစေးစရာဥမတ်ကြီးဟာဘာမှဖြစ်ဘူးလို့ပြောရင်မဟုတ်ဘူးလားတမ်းမင်မကျင်းနေဘူးတော့သူကကျမယောက်ျားဝင်ရိုက်တာလို့အခုတည်းစကားမင်းမရသေးဘူးမဟုတ်လားတကုကုတာဖြစ်ချင်တော့ကျမဒီတိုင်းတီးခတ်နေမှာမဟုတ်ဘူးကျမယောက်ျားကျမတို့မိသားစုပြပြပန်လောက်ကန်ကျွေးမွေးနေတဲ့သူတော်ကောင်းကြီးပါရှင်ကိုကျက်နီရှင်ထပ်မအောင်ထပ်ပါတော့အဖေကကိုကြီးကိုကြည့်ပြီးတော့အကြီးကအလိုက်ကောင်ကိုထိတ်တုံခတ်လိုက်ကြုံပြန်လန့်သွားတာပဲဗျာဗျာတကယ်ကြီးလား အကိုကြီးကလည်းအဖေအမေဆိုတော့ကျုပ်ကိုဖမ်းခေါ်ပြီးအင်းအောက်ကထိတ်တုံကိုနေဘူးရဲကိုကြားတယ်ပြီးတော့ကျုပ်ခြေတော်ကိုချက်ပြီးခက်လိုက်တာပါဗျာအဖေကကိုကြက်နေမိမချင်းစိတ်ချစမ်းမအင်းညယောက်ျားတခုခုဖြင့်ညီးမပြောနဲ့ငါကရိုင်းတီကောင်ကိုရက်လက်အမှာပါတော်တော်ပြန်တော့ကိုကြက်နေလူတွေကကြံပိုးပြီးတော့အင်းကနေပြန်သွားတာပါဗျာလူတွေပြန်သွားတော့အဖေကကျုပ်နာကိုရှောက်လာတယ်အဖေကျုပ်ကိုပြန်လွတ်ပေးမလဲဗျာကျုပ်ဘာမှလို့လဲအေး မင်းမတာပေါ့ကွာသူများလေးများကြဝင်ပြီးလက်ပါရင်မင်းကမတာပေါ့မင်းကမလွတ်ပေဘူးကွာမလော်သားလော့ဖြစ်တော့နေတပိုင်းလောက်တော့နေဘူးခန့်ခိုင်းမယ်အဖေကပြောပြီးလက်ထပ်သွားပါရောဗျာတန်နေကြုံလဲနေတပိုင်းလောက်နေဘူးခန့်လိုက်ရတာပေါ့စာရီကကြုံလဲသူများလေးများကြရံပြည့်ရောမကလို့တပ်ပဲတသက်ရွာလူတွေလိုဘေးရပဲထန်ကျင်နေရောပေါ့စဉ္ညာတန်တွေစီကိုကြုံရောက်တော့ရံပြည့်နေကြတာပါဗျာဖြစ်တော့ညမချင်းချင်းရံပြည့်တာ ရန်ပြင်းရင်လည်းသူတို့ယောက်ျားတွေတာသမင်တွေပါပါလာကြတော့ရန်ဘဲကမြန်တော့တာပေါ့ကျိုးလေဆော့ဆော့စစ်စစ်ပွဲကြည့်ရတယ်ဆိုပြီးကြည့်နေရပေါ့နောက်ဆုံးတော့သူတို့အမိကြီးအားချက်လာတယ်ငါတယောက်လုံးရှိပါသေးတယ်နင်တို့ကမျက်နှာမထောက်ကြတော့လားအချင်းမသူ့အမိကိုလိန်ညှို့ချူတယ်အဲ့တော့အမိကြောင့်အမိကအဖေပိုင်းတဲ့လေတွေကိုညီမတို့လေမယားကိုပြိခလိုက်တော့တချိန်ကြရင်သူတို့ပိုင်နေဆိုပြီးဖွဲ့တဲ့တော့ဘလို့မှလဲဒီမှာပဲရန်ဘဲဆက်ပါလေရောဗျာ နောက်ဆုံးတော့အဖေကြီးအတကြီးစီကိုခေါ်ရှင်းမယ်ဆိုတာနဲ့အင်ကိုရောက်လာကြတယ်။အဖေကသူတို့ကိုတိုင်ပြီးတော့ညီတို့တကယ်အမွေခွဲမလား။ခွဲမယ်။တဝါကရော အမွေခွဲပေးရတော့မလား။ခွဲပါမယ်တကြီးရဲ့။သူတို့ညီမလေးယောက်တည်းရှိတာအခုဆိုရင်အမွေကိစ္စနဲ့ရန်ပြက်နေတာနားရှက်ဖို့ကောင်းပါလိမ့်ရှင်။ဟဲ့မကြီးနဲ့မငယ်နင်တို့ငါခွဲပေးတာကိုလိုက်နာမလား။လေးယောက်လုံးကလည်းကောင်းညိတ်တယ်။ဒါနဲ့အဖေကပိုင်ဆိုင်နေလေပြီ။ယာရီနဲ့အချမ်းဝမ်းကြီးကိုလည်း နှစ်ပိုင်းညီမြခွဲပြလိုက်တယ်။အိမ်မှာတင်ကိစ္စမပြီးသေးဘူး။ဂျန်ဝိုင်းတင်းမှာချက်နေတဲ့မချီပင်တရက်ပင်တွေရရှိသေးတယ်။ဂျန်နဲ့မချီပင်လေးပင်နဲ့တရက်ပင်နှစ်ပင်တို့ကတော့နင်တို့အဖေကြီးစိုက်တော့တာဖြစ်လို့နင်တို့သားမေသုံးယောက်ပုံဆိုင်နေဒီတော့ဒီအပင်တွေအကုန်လုံးကပုံဆိုင်ပင်မေအဖေစုံပြက်ချက်ကိုမာကြီးနဲ့မငယ်ကခေါင်းညိတ်ပြီးကျင်းနေလိုက်တာကြောင့်အလုံးပြေလေသွားပြီဆိုတော့အမေကစီစင်ထားတဲ့လက်ဖက်ပကံကိုချက်သွင်းကြော နန်းတော်ပြုပြီးတော့အလေးမှချပြေးတယ်။ဒါဟာရွာတလေးထုံးစံပေါ့ဗျာ။အမိုခင်ကြည့်ပြေးသွားရင်တပငံတဲကလက်ဖက်ကိုနှစ်ဖက်စလုံး၌စားရင်။မကြီးကလည်းလက်ဖက်ပငံတဲကလက်ဖက်ကိုလက်နဲ့၌စားရင်။မငယ်ကလည်းတလုံး၌စားရပေါ့ဗျာ။ပြီးပြီနော်။နင်တို့မကြည်လေတာရီ။ဒီမှာပဲပြီးပြီနော်။နောက်ဆိုရင်အရင်အတိုင်းညီမတွေချစ်ချစ်ခင်ခင်ပြန်နေကြ။အမွေနဲ့ပတ်သက်ပြီးမတည့်ရမကြောက်ကြဘူးနော်။ အကမရံပြက်ထားတာဆိုတော့တိတ်တော့မကြည်ကြောက်ပါဗျာဒါမှလက်ဖက်စားပြီးပြီဆိုတော့ရှိသမျှဒေါရရီအာဂါဒရီကိုခဝါချလိုက်တဲ့သဘောပါပြီပြီးတော့နဝုနှစ်ဖက်စလုံးပြန်သွားကြရင် နောက်ဆုံးတော့တော်ဝကြီးပဲကျင်တော်ရင်အဖေအားတော်ဝကြီးပြီးကဲတော်ဝလက်ဖက်ပိုးသုံးချက်ကြရဗျာတော်ဝကမျက်လုံးပြိုးသွားပြီးတော့အမလေးတကြီးရဲ့တကြီးအမွေခွဲပေးတဲ့အချိန်မှာ ကျမဖို့ဗာများပါလို့လေကျမတို့ဒီလက်ဖက်ပိုးကိုမပြေးနိုင်ပါဘူး ကျော်ဘေးကဂျွန်နဲ့မွန်နဲ့ပြောပြီးတော့ထားသွားတယ်။ဒီတော့အဖေမှရံပွဲလေးရှင်ဘေးဟာလက်ဖက်ဖို့လေအဆုံးရပေါ့။ဂျွန်နဲ့ဘေးနောက်ဆိုရင်စီကံတစ်ခုထုတ်လိုက်ရတယ်။ပြဿနာဖြစ်ရင်လက်ဖက်ဖို့ကိုနောက်ဖက်ကမြခင်ရမယ်လို့ပေါ့။မြတော်အပြင်အဆုံးကနေဖြစ်တဲ့နဲ့ကျန်ဒီကျန်လောက်ပဲကောက်တာပါ။မကနေသွားကောက်လိုက်ရင်ဟိုလူကပိုရဲဒီလူကပိုရဲရံပြကြလုံးလို့ပါဗျာ။မကြည်တီးပေါ်ပြီးတရတီးပေါ်ပြီးဆိုရင်တော့အဲဒီပုံစံပြင်အားတရတီးတွေမကြည်တီးတွေကိုစု ကိုယ်စကြရင်ပြီးရင်အဲ့ဒီပင်အောက်မှာပဲဖျားကြံကြီးတွေခင်းပြီးတော့ပုံဆိုင်တဲ့လူတွေအညီများခွဲဝေယူကြရင်တရက်ပင်တွေမကြီးပင်တွေကနေချပင်တွေဆိုရင်သားစဉ်မြေဆက်တင်ပဝေစုရကြရပြအမျိုးစုတွေဆိုတော့လေမပေးတဲ့လူမရှိဘူးဥပမာမကြီးတီ ကိုကျင်းရရဲဆိုပါစို့သာသမင်၃ယောက်ပုံဆိုင်နေဆိုရင်တရက်ကိုမကြည့်သည်၃ကျင်းရရင်အဲဒီသာသမင်မှာမြေ၃ယောက်ရှိနေဆိုရင်မြေပါတင်းကိုယူပြီးကျင်းနဲ့နေတင်းကိုသာသမင်၃ယောက်အတွက်၃ပုံပြန်ပုံရရင်ဒီလိုနဲ့ဟိုးမြင့်မြတ်ထင်ဝေပုံကြဘုံဝေစုခွဲရင်မြေများတဲ့သူတွေဆိုရင်အောက်ဆုံးမြလကမကြည့်သေးလက်တစုံလောက်နှစ်ဘူး၃ဘူးလောက်ပဲရကြတာပဲရကြတာပေါ့ဒါမဲ့အချင်းတော့မသိနေပြား ကြိုတို့ဆိုရင်ရွာရဲ့အမျိုးများတာကိုဗျပုံဆိုင်ပင်တွေက အသေးရည်အစွတ်ပေးဆိုရင်ပဝေစုဆိုပြီးတော့ဟိုအင်က မကြည်သေးတပြီဒီအင်ကမကြည်သေးနှစ်ပူလောက်နဲ့ပုံဝေစုတွေပေါင်းပြီးတော့မကြည်သေးတတင်းနှစ်တင်းလောက်ကတော့အသားကလေးရတယ်ဒါလေးအဖိုးကျေးဇူးတွေလို့ပြောရမှာပဲဗောဗျာဟဲ့ဟဲ့ကြိုတို့ညာရဲ့ရိုးရာတလေးကလေးတကူလို့ပြောရမှာဗောဗျာတကူကူဆိုရင်ဆွေမျိုးတွေအတွက်ရာတင်ရထိုက်တာကိုခွဲဝေပေးတတ်ကြရဲ့တလေးဗော ဖုံဝေစုဟာများသောအားဖြင့်တာတောင်းဆရာကိုမလိုဘူးဖုံဝေစုခွဲတဲ့လူရောလေညီညီမမျှပဲခွဲပေးကြတာကိုယ်တွေကောင်းတာကိုပို့ယူပြီးသူများကိုကြတော့မကောင်းတာပြီမဲဆိုတဲ့စိတ်တွေနေတည်တဲ့ခေကိုပြတမ်းမဲ့လူတွေဆိုတော့ပြဒနာတွေစိတ်ယုတ်စိတ်ပုတ်တွေတော့ရှိကြတာပေါ့အဲဒီခါမှာပုံဆိုင်ပြန်ပြဒနာတွေတက်ကြတော့ပေါ့ဗျာဟိုလူကအရာနေတယ်ဒီလူကပို့ယူရလို့ပြောဆိုငင်းကုန်ရင်ရှင်တွေဖြစ်ကြတော့ပေါ့ဗျာအဲလိုဖြစ်ရင်တော့ ပုံစံပင်ကိုမီးနဲ့ရှိုးတက်ကြတာပဲဗျာ။အပင်ကမီးလောင်ပြီးတေးပါရော။ကြောက်စိအပင်ကတေးရာတွေထွက်တာတွေမဆတော့ဘူး။မထွက်တာတွေမဆတော့ဘူးပေါ့။မဆရလေဘာမှမဖြစ်ဘူး။ ရန်တရန်အေးတယ်ဆိုပြီးတော့မြေရှော့တက်ကြတာဂျာမဲဒီဖြစ်ကလည်းတရွာလုံးနဲ့ရှင်နေပါတယ်မြတော်အပြာတော့အလကားရတဲ့အသည့်ပဲဆိုတော့တတန်ပင်ပင်ညင်ညင်နိုင်နေပြီးသွားကြတာပါပဲတကြုံမောင်နှမနေတဲ့လူကကြတော့လေတနေ့ကိုတရားစီအလေကြခုဆိုရည်တားလေတမျိုးကောင်းပါတယ်တယောက်တနေ့အကုန်သိရတာဆိုတော့ပြဒနာမများတော့ဘူးပါဗျာပုံဆိုင်ပြင်တွေထဲမှာလူတိုင်းမလို့ကျင်ကြဆုံးအပြင်ရောချမ်းပင်ပဲချမ်းပင်ဆိုတာ လူတိုင်းတက်တက်ကြတာမှမဟုတ်တာပဲ။ဒါပေမဲ့ထန်းပင်တွေကတော့ထန်းသမားတွေဝင်ရင်ရောင်းလိုက်ကြပြီးတော့ရှားတဲ့ငွေကိုတော့ပြန်ခွဲယူကြတယ်။ပုံဆိုင်ပင်တွေပြီးတော့သဝဆိုင်ပင်ဆိုတာရှိသေးတယ်။အဲ့ဒါကတော့တာသမင်နေတဲ့ပူပွားတွေဖိုင်တဲ့အပင်မျိုးပေါ့။အာရိယပင်ကသဝဆိုင်ဆိုတော့တော်တော်မခွန်းနဲ့လေဗျာ။ပြတနာအကြီးကျယ်တက်တက်တယ်။ကျွတူရွာမှာသဝဆိုင်ပင်အများဆုံးရှိတဲ့သူကိုပြောပါဆိုရင်တော့ဥပဒါကြီးပါပဲ။ တရတော်ဥပသာကျုပ်တဲ့အိမ်ကိုရောက်လာရင်မှတ်တယ်နေတော့ငါ့ကိုမကြည့်သည်စုတ်ခိုင်ဖို့ခေါမလို့ဟာငါ့မကြည့်သည်ရတဲ့တရားတဝက်ခွဲပေးပါမယ်မိဖို့ကြောင့်ကိစ္စဆိုရင်တော့အပြေအမိကိုလွှဲထားတာကိုပြတဝက်ကတော့များတာပေါ်ရှင်သုံးပုံသုံးပုံလောက်ပဲပေးပါတနေ့ပင်နာအပြင်သွားစုမလို့လေဖလေးရွာဟောင်းငါတို့အိမ်နောက်ပင်နာအပြင်မောဟာ အမေမျက်နှာတစ်ချက်ပြတ်သွားရင် ဖြစ်ပါမလားရှင်စိတ်ကြပါနေ့တော့ငါတော့မอยู่ပါရင် ဖဖြစ်ငယ်ကောင်အမေတန်ကြတော့ငယ်ကောင်ကဆင်းသွားတယ်။ဖလေးရွာဟောင်းကမကြည့်ပင်နေတတ်မလား။ဟာဗျာဖလေးရွာဟောင်းကတလောတည်းရဲ့၆တောင်း။ဥပါသာငယ်ကောင်ချင်းမင်းရလေကွာနေကင်းကြောင်တောင်းချင်းသွားမှာပါကွာ။အငယ်ကတော့နေခင်မဲ့ဖြစ်ဖြစ်ညနေဆောင်မဲ့ဖြစ်ဖြစ်အဲ့ဒီဖက်ကမတော်ဝင်တာတော့အမှန်ပါ။ဒါနဲ့ပဲကျုံလဲအိမ်ဘွားနေဆင်းလာခဲ့တာပေါ့။ကျုံဆုဖူးပေးမယ်ဗျာ။ဒီတော့မှအမေလဲကောင်းညိတ်တယ်ဗျာ။ကျုံလဲပစိုးဆုပ်ချေဖက်ခဲ့ပြီ တင်တောင်းကြီးထန်းလို့ပေါ့ဗျာဥပတာတော့တန်ချွန်လောက်ထားတဲ့ဝါလုံးကြီးတလုံးဆွဲလာပြီးတော့ကျိုးတိုးနေအောင်ရွာနေထွက်လာခဲ့တာပေါ့ကိုနိုင်လောက်ဆိုပေမဲ့နေရာတော်ဘူးနေပြီဗျာကျိုးဖက်လေးရွာဖက်လိုက်ခဲ့ရတာကလည်းအကြောင်းရှိရအောင်နေခင်ဆိုတော့လေရွာဟောင်းကြီးဟာငယ်အော်တန်လေးတွေနေတတရရပဲဗျာဥပတာရွာဟောင်းလဲအတိုင်းရှောက်လိုက်ဥပတာဥပတာအင်ညာဘယ်အင်းလဲဆိုတာမမိသေးရလားဟာ တသက်လုံးနေပါနေခဲ့တာပါကွာမမိတာပေါ့ရွာဟောင်းကြီးမှာတကြောတကြီးဝါကြီးတွေနဲ့ဆောက်ထားတဲ့တိန်ကအိမ်တိုင်းကြီးတွေရဲ့ကျန်တဲ့အိမ်တွေကတော့ခြံဝန်းအကွက်လိုနေရာကလေးတွေပဲကျန်နေတော့တာရှောက်လာရင်တစ်ပင်တွေကိုလည်းညှို့ချိုးပြတယ်ဟောဟိုရှိပင်လေငါမေးဆိုင်ခဲ့တာတဲ့ဘက်ကမကြီးပင် သုံးပင်ကလည်းသူဆိုင်ခဲ့တဲ့အပင်ပေါ့ကွာဒီလိုနဲ့ရှောက်လာရင်ခြံဝန်းတစ်ခုရွှေ့နာကိုရောက်လာရဲ့ဗျခြံဝန်းတဲမှာတော့ တိုင်ဟောင်းရာတွေဒူလောက်ရှိရဲ့တသားတိုင်တွေပဲကျန်နေမြေပြင်ကလည်းမတင်မီးတင့်ထားသလိုပြောင်းရှင်လို့အဲဒီချိန်ဝိုင်းရအနောက်ဘက်မှာတော့မကြီးပင်ကြီးတပင်ရှိတယ်။သူလည်းနှစ်တွေကြာပြီဆိုတော့အပင်ကြီးအော့အော့ဆဆိုင်ကြီးပြဥပဒါနဲ့အတူတူချန်ဝိုင်းတဲ့ဖြောက်ရှောင်းလာရင်ဥပဒါချုပ်ကအဲ့ဒီမကြီးပင်ကြီးကိုလညိုချိုးပြရင်အလက်ကမင်းတက်လို့ရရည်လားကြားပါရဲ့ဗျမကြီးကိုင်းဆိုတာမျိုးကတိတ်ခိုင်တာမလား အသေးရေကလည်းပြုတ်ခဲနေရပြုတ်ကျိုးထင်တော့တုံးတင်တော့အตาလေးရမယ်တဲ့။ကြောပါပြီကွာငါတယောက်တည်းစားမှာကွာတခွေလောက်ဆိုရင်တနည်းပတ်လုံးစားပါလိမ့်မယ်။ကျိုးလည်းတိပင်းတက်ဖို့ဖြစ်နာပုံတနေဥပဒါတင်ကဥပဒါငယ်ကနေခဲ့တဲ့အိမ်လား။ဥပဒါမကြီးပင်အောင်မထိုင်ရင်ကွန်အစ်လေးဖွင့်နေ။တောက်ပါကွာဒီအိမ်မှာငါနဲ့ငါမင်းနဲ့ငါခုနှစ်ရှစ်နှစ်အရွယ်လာချင်းနေခဲ့တာပေါ့ကွာ။ဗျာဒါဆိုရင်အဲ့ဒါပြီးတော့ပြဲသွားနေကြလား။ ။ဥပဒါတကြတွေ့ဝေးသွားရင်နောက်တော့သူ့အိမ်ချမ်းဝိုင်းကြီးကိုငေးကြည့်နေတယ်။ချမ်းဝိုင်းကလည်းအချုံပဲမြက်ပြင်းတော့မရှိပဲ။ကုန်းခေါင်ခေါင်ကြီးကျုပ်ကလည်းသူ့အထူးချသွားပြီဆိုရကောတိလိုက်တာနဲ့ဥပဒါနဲ့ကျုံနေခင်တာကြားလာပြီးဥပဒါအမိအကြောင်းကိုတခါမှမပြောပြဘူးဘူးနော်။အကူအိုင်နည်းနည်းလာပြပြစမ်းပါဗျာကျွန်လည်းမကြည့်သေးဆိုရင် ပြင်ပြနဲ့နားထောင်ရတာပေါ့ ကြော်ပြောလိုက်တော့မိုးပသာခေါင်းညိတ်သွားရင်ဒီချိန်မှာပဲပဝန်ချိန်ကတဘောဘုံနေလေးတိုက်တလူမျိုးဖြစ်လာပါရောမီလောင်ရနေရကတိုင်ငုတ်တို့ကြီးတွေကတပြေပြေးမြေကြီးတွေကနေရှေ့တက်လာရင်ပြီးတော့အိမ်တိုင်းကြီးတွေဖြတ်သွားပြီးတော့ထရန်တွေခုံမွေးတွေလည်းပေါ်လာရင်ကြော်ပြေကြီးနေအတော်အံ့ဩနေတာပေါ့နောက်တော့ကြုံမျက်လုံးရှိမှပဲအိမ်ကြီးတလုံးဖြတ်သွားပါရောဗျာဥပဒါဥပဒါ ကျွန်းနားမှာထိုင်နေတဲ့ဥပဒါလည်းပြောက်သွားတယ်။ကျော်ဘီဘီကိုကြည့်လိုက်တော့ရွာကြီးတရားတဲမှာရောက်နေရပြီ။ပြီးတော့အင်းရှိနာကငုတန်းကြတယ်။ဒါနဲ့ကျော်လည်းအင်းရှိကိုပြေးလိုက်သွားတာပေါ့။အင်းရှိချမ်းစီရိုးတကားကိုတန်းဖွင့်ပြီးအပြင်ကိုထွက်လိုက်တော့ရွာလေးလက်မကြီးကဖြူလို့ပြ။အဲဒီရွာလေးလက်မကြီးပေါ်မှာကောင်းလေးနှစ်ယောက်ရှိတယ်။ကောင်းလေးတစ်ယောက်ကတော့ရောင်ပီဆူလေးနဲ့မတ်တဲရလို့နောက်ကောင်းလေးတစ်ယောက်ကတော့ကတုံးလေးပါ။မြေမှာခွေခွေကလေးလဲကျနေပြီးတော့ငိုယိုနေတယ်။ ဒီအချိန်မှာပဲကြိုးထွက်ခဲ့တဲ့ခြံဝိုင်းတဲကနေမြမကြီးတရားထွက်လာတယ်။အသက်ကတော့35 40လောက်ရှိမယ်ထင်တယ်။ပိန်ပိန်ပပသားတော့ခက်ပြူပြူပဲ။စတုံးကြီးကလည်းအကြည့်ကြည့်ပဲပြု။အဲ့မိမကြီးဟာမုန်နေတဲ့ကောင်းလေးနာကိုတွေ့ခဲ့သွားတယ်။ဟဲ့နေ့ကဘယ်သူလောက်တာလဲ။ကောင်းလေးကငိုဘဲငိုနေတာ။တနေ့မိမကြီးဟာအဲ့ကောင်းလေးနာမှာမတည့်ရနေရဲ့ရောင်ပြေစုနေ။ကောင်းလေးကိုမျက်ဆောင်တွေ့ပြီးကြည့်ရင်နင်ကတော့လောက်လိုက်တာလားငါအောင် ရောင်ပြေစုနဲ့ကောင်းလေးအားခံခါပြရည်ဒီတော့အဲ့မိမကြီးအားငါအောင်ဆိုရဲကောင်းလေးကိုလက်ညှိုးနဲ့ထိုးလိုက်တော့အဲ့ကောင်းလေးအားတို့ပိုက်ကိုတို့လက်နဲ့ဖိပြီးတော့မြေပြင်မှာလွတ်လိုက်ပြီးငိုရယ်မှတ်ထားငါသားအောင်ငိုအောင်လုပ်တယ်နင်တို့အဲ့တဲစေစားမကငိုရလိမ့်မယ်ငါအောင်ဆိုရဲကောင်းလေးရင်ဘိုက်ကအသေးကိုခွဲဝင်နေကြော်ရုံနဲ့ဘိုက်သားနဲ့ကက်နေပြီလားလို့ကြင်ရတယ်ငါအောင်လည်းငိုနေအသေးတယ်မယ်ဒီတော့မှကတုံးနဲ့ကောင်းလေးကအငိုရက်ပြီးတော့ သူမလုပ်ပါနဲ့မီသူလုပ်တာမဟုတ်ပါဘူးသူနဲ့သားနေစုံနေတားပါသားသားချော်လိုက်ပြီးတော့နာသွားလို့ငူတာပါမင်းတကယ်ပြောရလားသားစင်ကောင်းနေရကောင်းငယ်ပြရင်ဒီအချိန်မှပဲရွာတွေကမိမကြီးတွေပြေးလာကြတယ်ငိုနေတဲ့ငအောင်ကလေးကိုတွေ့ပြီးတော့တော်တော်လန့်သွားကြတာအဲ့ဒီကခဝဝနဲ့မိမကြီးဟာမြေပြင်မှာတွတ်တုတ်ထမ်းချပြီးတော့လက်အုပ်ချိလိုက်တယ်။ပြီးတော့အသားပြပြုံနဲ့မတည့်ရနေတဲ့မိမကြီးကိုဂုံဂုံကန်နရာပဲ။ကျောက်သားလေးမလုပ်ပါနဲ့ အမပြင်းရဲ့ကြိုရှိခိုးပါရင်မာရာရှင်ခွလပ်ပေးပါလှုပ်ချင်လေကျုပ်ကသာလှုပ်ပါတော့ဒါဆိုရင်ကျုပ်မြင်နေရတာကကြော်ပြင်းကြည့်ပေါ့ဟွာငူနေတဲ့ကလေးလေးကတာဆန်ဆိုတော့ဘုဘသာချင်းငငယ်တုံးကပေါ့ကြော်ပြင်းချီအားဒီတော့မှတပတ်ကိုလဲသွားပြီးတော့လက်ဖြောတက်ချက်တီးလိုက်တယ်ပြီးတော့ချက်ဝိုင်းတဲကိုရှောက်ဝင်သွားရင်ဟဲ့ဒါဆန်လာလိုက်ကြလေ အဲ့လိုပြောပြီးဝင်သွားတော့ကတုံနဲ့ကောင်းလေးကကျန်ဝိုင်းတဲကိုပြေးဝင်သွားတာပဲဒါမဲ့ကျန်ဝိုင်းတဲကိုမရောက်ခင်ခြံတကားကိုခိုင်းပြီးတော့ရဲကြည့်နေသေးတယ်မြေပြင်မှာလူလိမ့်နေတဲ့ငါအောင်ကတီတော်မှာအငုံတိတ်တယ်ဘိုက်ကလည်းပုံမှန်အတိုင်းဖြစ်သွားတာသူမေကငါအောင်ကိုဆဲထုတ်ပြီးတော့မြေကြီးကိုတရွေထွေးပြီးဖနောင်းနဲ့အုံချက်လောက်ပေါလိုက်တယ်ပြီးတော့ငါအောင်ရဲ့နှရွက်ကိုဆွဲလိုက်တယ်နေ့ကငါဘာမှထားလိုက်ငါတာဇန်နဲ့အပေါင်းတင်မလို့ပါနဲ့လို့ငါမပြောထားဘူးလားငါအောင်ကတော့ဘာမှမပြောပဲငိုနေတယ် နင်ကြက်ကြက်သူနဲ့ဆိုတော့ဆိုရင်နေ့ကိုအမေအားတရားလုံးလိုက်မယ်လာစဲငအောင်ရဲ့အမေအားငအောင်ရဲ့နာကိုဆဲလင်းပြီးတော့ထွက်သွားတာလေကျန်တဲ့မိမကြီးရလေတောင်စင်ကိုကြည့်ပြီးတော့မဲရွယ်ပြပဲထွက်သွားတယ်ကျိုးလေတီတော်မှချမ်းဝိုင်းတဲဝင်လာခဲ့တယ်ကျော်ပြင်းအားအင်းရှိခုပြေပေါ်မှာပြောင်ဖို့ဖန်ဆဲလိကြီးကိုအုံမခွက်ခံပြီးတော့ဖွာနေရင်ဒါစင်ကတော့သူ့မိနာမှာငုတ်တော့သွားထိုင်တာပေါ့အမေအားအမေတို့လိုမျိုးတကူကူဆိုရင်ပညာထုတ်ထုတ်သုံးတော့ တတော်ပြင်းမကြိုက်ဘူးတော်ပြင်းအားဆီလေးငွေတွေကိုမှုတ်ထုတ်လိုက်ပြီးတော့အောက်မှာကောက်လေးအသက်ကငငယ်ရှိသေးတယ်မိအိမ်မကြိုက်ဘူးတွေဘာတွေပြောနေပြီပေါ့အမေဒီလိုမျိုးအမြဲလုံနေလို့အခုတော့အောင်ဆိုရင်ရွာလေးမှာဘသူမှမခေါ်ကြတော့ဘူးဘသူမှမစောကြတော့ဘူးဟဲ့သားစင်တို့မခေါ်လေမစော့နဲ့ပေါ့နင်ကနေစော့ပါလားအမေကလည်းဘာတိလို့လဲជីတာရိုက်တန်းတော့ကောင်းငင်းခဲနာတော့စိန်ပြေတန်းတော့ဟာတယောက်တည်းစော့လို့ရတာမှမဟုတ်တာအမေရာ တဲဒီကောင်လေးတော့ငါခောက်လိုက်ရင်နားတော့မင်းကြော်ပြင်းရပြပြောဆွဆွနေတာဆန်ကန်းကိုလန်ခောက်လိုက်တော့တာဆန်အထိုင်နေနေဘေးနားကိုတပေလောက်ဆွေးကနေရွေ့သွားတယ်ဒီအချိန်မှာပဲအိမ်ပေါ်လေးကားချိန်ကနေအဝါကြီးတယောက်ဆင်းလာတယ်အသားလည်းခက်ပြူပြူတမိန်ရင်းညားချင်းနဲ့စပိန်ကိုလည်းဖလာချလို့ဟဲ့မိပြင်းငါကမြို့ဘာမှကိုချစ်လိုက်ရောလုံးစရာမလိုဘူးဟဲ့ ဒီတော့ကိုပြမထိုင်နေတဲ့သားစင်ကလေကားပေါ်ပြည့်တက်သွားရင်လေကားထိန်နာမထိုင်နေတဲ့မိမကြီးကိုဖက်လိုက်တယ်။ဖွားဖွားကြီးပြောစိန်ငါမင်းဘာဖြစ်လို့အမေရဆူပါလဲ။သားစော့ခြင်းနဲ့တာကစားခြင်းနဲ့တမဲရွာတွေကဘသူမှသားနဲ့မစော်သားနဲ့မကစားကြဘူး။ဟောငါမင်းကစော့ဖို့မရှိရလား။ဒါမျိုးဖွားဖွားပြောဖို့မင်းရဲ့။ဖွားကြီးကကြံတော့တနည်းကိုကြည့်ပြီးလက်ကုပ်တီးပြလိုက်တော့ ကျန်တော့တပင်းကြီးကတက်ရှဲရှဲနဲ့လှုပ်သွားပြီးတော့မမေအကောင်ကြီးသုံးကောင်ဆင်းလာကြတယ်။လူတော့လူပုံစံပဲ။ကြပမေကကြောက်စရာကြီးတွေပေါ့။ကြုံနာကပြတ်သွားတော့ကြုတ်ပြဲလန့်သွားပြီးအနော်ဆုတ်လိုက်မိတယ်။အဲကောင်ကြီးသုံးကောင်ကနေကရင်မာရက်သွားတယ်။ဟဲ့။ညနှုတ်ပုံစံတွေကလေကလေးကြောက်စရာပုံတွေပြောင်းစင်။ညနှုတ်ခတ်တွေကိုညနှုတ်ပြောင်းကြ။အဘကြီးပြောလိုက်တော့မမေကြီးသုံးကောင်ကချက်ချင်းပို့သွားပြီးတော့ကလေးပုံစံလေးတွေ ဖြတ်သွားရင်အဝဲစားမပါဘဲခါမှာ နိုင်ကွက်တီပတ်ကြတဲ့ပုံလေးတွေပေါ့ပူပူဝဝနဲ့မသိဖွာရုံနဲ့တော့သူ့ကြတည်တယ်အွေရတော့ငါးနှစ်ချောင်းနဲ့ဝန်းကျင်လောက်ပဲနေမှာတာဇင်အဲ့ကလေးတွေကိုကြည့်ပြတော့အဲ့ကလေးတွေကပုံစံမျိုးမျိုးနဲ့ပြောင်းပြားတယ်ပြီးတော့ဂျွန်းတွေပါရင်ထုတ်ပြတယ်ဖွာဖွာကြည့်သူတို့ကဘာတူတွေလဲအဲ့ဒါကငါးမီးရဲ့ဖူဖူတွေပေါ့ဖူဖူတွေကလည်းကလေးလေးတွေလားအေးပေါ့ငါမင်းရဲ့ကဲဒီနေရာစပြီးတော့ငါမင်းနဲ့ဘယ်သူမှမစုံလို့အားငယ်မနေနဲ့တော့ဟော်ဒီယာဖိုးဖိုးသုံးယောက်နဲ့သွားစော့ကြည့် တာဇင်အားလေကားပေါ်ကနေဆန်းသွားပြီးတော့ပစိုးတစ်ထည်ကိုဖို့တုံးချပြီးတော့အဲ့ဒီတရေသုံးကောင်ကိုလိုက်ရိုက်တူတာပေါ့ဟိုတရေကလေးတွေကလည်းပြေးလိုက်တာမှလက်ခနဲ့လက်ခနဲ့နဲ့ပဲလေကားပေါ်ထိုင်နေတဲ့အဘွားကြီးအားလမ်းကြည့်ပြီးဟေ့ကောင်လေးကလေးနဲ့ဆော့တာကိုနည်းနည်းပပအလျှော့ပေးလိုက်ကြပါတော့လားငါမပြောချင်ဘူးနော်ဒီတော့မှတရေကလေးတွေကရက်ပေးတယ်တာဇင်အားတရေကလေးတွေကိုလိုက်ရိုက်ပြီးတော့ပြောနေပါရော နောက်တော့တရေတကောင်က မြင်းလိုလုံးပေးတယ်။ဒါစင်ဟာတက်စီလိုက်တော့ချန်တပက်မြင်းတို့ပတ်ပြေးပါရော။ဒူရော်လီကောင်းမှထိုင်နေတဲ့အဖွားကြီးကကြော်ပြင်းဝင်ချင်းပြပြင်းနေတဲ့တော်တာလေးပါလေးလျှော့နော်။ငါမျိုးအထင်နေလဲနာမင်းမတ်။အောက်မဲအမေရများတမင်းကိုလာပြီးစိန်ခေါ်နေသေးတယ်။မကျင်းနဲ့ရင်အမေနဲ့တမင်းနဲ့ဘသူပညာပို့ထက်တယ်လဲဆိုတာပြိုင်မလား။အဖွားကြီးကမျက်နှာတကျပြတ်သွားပြီ။နေရဲ့ငောင်းမေးထားတဲ့ငါတမင်းပါဒီတော့အနေမှာငါပြောတဲ့စကားကိုနားထောင်ရမယ့်တာဝန်ရှိရင်အဲဒီခါကြော်ပြင်းကြီးကရေးတယ် ဟာဟာမဲပြန်းတို့ကတော့ကွန်မန့်နဲ့တင်တာကိုလုံးမယ်မိမာရီပါရီနားလည်နေမှာမဟုတ်ဘူးအဘွားကြီးကဘာမှပြန်ပြောတော့ပဲအိမ်ပေါ်ကိုတက်သွားတယ်ကြောကြည့်နေရင်ခံမမိုင်ဖြစ်နေတဲ့ပဝင်ချင်းကနေအောင်ကြွေလင်းလာတယ်ဒေါ်ပြန်းကြီးလည်းဖြောက်သွားတယ်လို့အင်ကြီးတလုံးလုံးကလည်းရုတ်ချေပြောက်ွယ်သွားပြီးတော့ကျန်ဝါလူကြီးသားချက်နေကြတော့ရင်ကြောလေကြီးလိုက်တော့ဥပသားတောင်မကြီးပင်ကြီးအောင်မှာကလေးတယောက်လုံးငှို့တုတ်ကလေးထိုင်လို့ကြောလေသူ့နားကိုခက်ခဲ့တယ်ဥပသားပြောဥပသား ကျုပ်ခေါ်နေရကိုမကြဘဲနဲ့တကူကူကိုတွေးနေရပုံဒါနဲ့ကျုပ်လည်းမကြည့်ပင်အပေါ်ကတက်မဲ့ပြင်တပင်ကိုလည်းအိုကြည့်ပြီးခရင်တောင်းလိုက်တယ်ပြီးတော့တပင်ကိုတက်မဲ့လုံးမှာနေဝလက်ကမင်းတက်เสียမလို့တော့ဘာပြဒါဆိုရင်မကြည့်သေးရမစွတ်တော့ဘူးလားဥပဒါမတည့်ရလိုက်ပြီးတော့အရင်တုန်းကတော့ပိုးပိုးတွေကစွပေးတာပဲကွာဥပဒါမကြည့်သေးပင်ချင်းပင်စိကိုလည်းနဲ့ပုတ်ပြီးတော့အပင်ပေါ်ကမောချင်းပိုးပိုးတွေထုံးစံတိုင်း မကြီးတတဲ့လောက်စုပြည့်စက်မှာဒီလိုအော်လိုက်တော့မကြီးပင်အောင်မှာကြိုချထားရင်တင်းတောင်ကြီးတဲ့ကိုမကြီးသေးတွေတပြုတ်ပြုတ်ကြားရတာပဲကြားလာတဲ့မကြီးသေးတွေကလည်းကောင်းပေညွပေဆိုတဲ့အသေးတွေကြိုတိုဆိုရင်တော့ကိုမေရဲ့နေရာလောက်ကရှိသမျှအတီးအကုန်စွတ်တာမောင်းလာအဲ့တဲမှာပို့ထိုးထားတဲ့အသေးတို့နေလောင်ပြီးခြောက်နေအသေးတို့လည်းပါတာပေါ့အခုကတော့ဒီလိုမဟုတ်ဘူးအသေးတွေက တကယ်ကိုအကောင်းဆိုတဲ့အသေးတွေကြီးပဲ ဥပဒါတော့ပြုံးနေရဲ့တပင်ပေါ်ကိုမောကျင်နေတပင်ကြီးကတပြုံပြုံလှုပ်လို့တတင်းစရဲအတိုင်းတင်တောင်ကြီးမောက်ရှံသွားတော့ရက်တန်တော်ရီကျိုးလေတင်တောင်ပေါ်မှာပစိုးလွန်ပြီးတော့တောင်ကြီးကိုထက်လိုက်တယ်ပြီးတော့ဥပဒါကြီးနဲ့အတူတူအဲချန်ဝိုင်းကြီးကနေထွက်လာခဲ့ကြတယ်အပြန်လန်တော့ဥပဒါကစကားတကွမှမပြောကျိုးလေမင်းမနေတော့ဘူးရွာဝဲနာရောက်ကြမှာဥပဒါကျိုးဖက်ကိုလဲပြီးတော့အလက်ကမင်းပြောတာများဟုတ်နေပြီလားမသိဘူးကွာပါလေးပြ အဆုံးမရှိအဆမရှိနဲ့ဘာဟုတ်တာလဲငါမေလဲဆုံးငါလဲဆုံးဆိုတာလေးကွာကျော်လေဘာမှမပြောတော့ပဲပြုံးပြီးတော့ပဲကြည်နေလိုက်တယ်ဒီတိုင်းဆိုရင်ကြုတ်တင်တာမှန်နေပြီကိုဘသာသူ့အမေနဲ့ပတ်သက်တာရင်းပြန်သွေးမင်းတကုတ်ကုတ်ကတော့ပြန်တိလာတဲ့ပုံပဲတန်နေကြုတ်ကြိုလေးရွာလေးကိုဝင်လာခဲ့တာပေါ့ပုံဆိုင်ပင်ထဲမှာအကြီးအကျယ်ဆုံးပြဒနာအတက်ဆုံးပုံဆိုင်ပင်ကိုပြောပါစင်တော့ရွာလေးကမကြည်ပင်ကြည့်ပေါ့ဗျာ မကြီးပင်ကြီးတတန်းကနှစ်ပေါင်းဘလောက်ရှိတလဲဆိုတာဘယ်သူမှမသိဘူးတချို့ကတော့နှစ်ပေါင်း200ရှိပြီ300ရှိပြီလို့မှန်ကြတယ်ဖလေရွာကနေကဲဆိုကြလို့ဇီကုန်းရွာကိုပြောင်းလာခဲ့ကဒီပင်ကြီးရှိနေကိုပြဒီတော့ရွာလူကြီးဖြစ်တဲ့အပေါ်မှာဒီပင်ကရွာသားတွေအားလုံးနဲ့ဆိုင်နေပုံဆိုင်ပင်လို့ပြောလို့တရွာလုံးနဲ့ဆိုင်နေအပင်ကြီးဖြစ်သွားပါရောလားမကြီးပင်ဆိုပေမဲ့တပင်တည်းမဟုတ်ဘူးသုံးပင်အတန်းလိုက်ကြီးဖောက်နေရပြန် မကြီးပင်ကြီးတွေက အသက်ကြီးသွားပြီဆိုပြီးအချင်းမသိနေပြုတီးအားခဲ့ရတော့လှုပ်ကောင်းပြအဲ့ဒီမကြီးပင်ကြီးဟာမကြီးတီးဆုတ်ပြီးဆိုရင်တော့ပြည်ထနာတကူပေါ်ပြီပြောမကြီးတီးကိုပုံခွဲတဲ့ကိစ္စပေါ်ဗျာအဖေရဲ့အတွက်လည်းစိန်ခေါ်မှုတခုလို့ကျုပ်ကတော့တင်နေတရွာလုံးနဲ့ဆိုင်နာဆိုတော့တရွာလုံးရမှဖြတ်တော်မှာပေါ့ဗျာလူတွေဆိုတော့လည်းအလကတော့ရကြင်ကြတာအဲ့ဒီမှာအဝေမတဲလို့ကတော့ဟိုလူကိုမျက်နှာလိုက်တယ် ជីလူကိုမျက်နှာလိုက်တယ်နေမကြည်တီလက်တဆုပ်လောက်နေရန်ရဆောင်ကုန်ကြတာပေါ့ဗျာဟိုတနေ့ကလေအဖေခွဲဝေပေးတာမမြောက်ဘူးဆိုပြီးပြဿနာတွေတက်ဖို့ကြတယ်နောက်ပြီးအဖေကဒီလိုဖြစ်လာတာဆိုပြီးမကြည်တီရဲ့အကုန်လုံးကိုရွာဦးကျောင်းဆရာတော်ကိုလူထဲလိုက်တော့မှပြီးပြဿနာတင်ရင်အေးသွားတယ်ဆရာတော်ကိုလူတွေဆိုတော့လေဘသူမှပြောရတော့မှလေဗျာရွာဦးကျောင်းကကပြအကြီးရတော့မကြည်တီတွေဆာလုံးလုံးသွားရကြံပြီး ပါရလို့လို့ဖင်တွေလည်းကျင်းနေကြပဲဗျာဒီနေ့လည်းလူတွေကတတော်ကိုမျောလင့်ထားတယ်ဗျာအဖေအရွာဦးကြောင့်ကိုလူမဆုလို့ရာမလူဖို့ဝိုင်းပြောနေကြသေးတာတကြီးဆိုတော့ကောင်းဆောင်လို့လည်းမကောင်းပါဗျာအဖေကတော့အဲ့ကိစ္စကိုတက်တော်ဝေးတယ်လို့တင်စားပြီးခေါ်တယ်ဗျာအဖေကလည်းမကြည်သေးခွဲရကိုများဘာလို့တက်တော်ဝေးတယ်လို့ပြောရလဲဟာဖះရှင်ပြိနိဗ္ဗာန်ဆံဝင်ပြီးကျွန်းကျန်ရတဲ့တက်တော်တွေကိုတို့ကျင်းချလို့အတိုင်းပြေရှိကွာဘယင်တွေက စင်အင်ကာခင်ပြီးတော့စစ်ပစ်ဖို့လာရမဟုတ်ဘူးလားအဲဒီမှာဒေါနာပုံနာကြီးဟာအညီများခွဲဝေပေးလိုက်လို့စစ်မဖြစ်တော့ဘဲအေးအေးချမ်းချမ်းနဲ့ပြီးသွားကြရင်လေအခုလည်းအဲ့ဒီမကြည်သေးပင်ကိစ္စလေးဒီလိုပဲကွာငါပြေဒေါနာပုံနာကြီးသာရှင်သူ့ပဲခွဲဝေခံချင်နေဒီမကြည်သေးလောက်နဲ့ရဲ့တဲ့ရွာတဲမှာရင်ဖြစ်စေချင်တော့ဘူးကွာဒီလိုနဲ့အဖေချောက်တဲ့နေကိုရောက်လာပါရော့ မကြည်တီပင်ကအထီးတွေကိုစုခုပြောအဖေအောက်မှာပဲဖျားချမ်းကြီးတွေခင်ပြီးပုံထားကြတာပေါ့ရွာလူတွေကလည်းအဖေဘလို့ခွဲမလဲဆိုတာသိကျင်ကြလေတကြောင်ပညာဆန်းကျင်တာကတကြောင်နေရောက်လာကြတယ်ခွဲရမခွဲရသည်မကြည်တီဘလို့ရှိတယ်လဲဆိုပြီးရွတ်တဲ့နေုံနဲ့တင်ပြတနာထားဖြစ်ကြပါရောဒီလိုဆူညာဆူညာဖြစ်နေတော့ဥပဒါကြီးအရောက်ချလာတယ်ပြီးတော့အဖေကိုကြည့်ပြီးတကြီးကျို့ညီများခွဲပြရမလား အဖေကလည်းအကူအညီရမလားဆိုပြီးတော့ကောင်းကြီးလိုက်တာပေါ့ဗျာအဲ့ဒီမှာဥပဒါမကြည်တီပုံနာမှာရက်ပြီးတော့ပြတောင်းတလုံးကောက်ယူလိုက်တယ်ကဲကဲတော်ရလုံးကလူတွေတဲ့အင်တယောက်လာကြစေတဲ့အင်ကိုတပြေရမယ်ရွာလူတွေကဖြစ်နိုင်ပါမလားဆိုပြီးတွေးကုန်တာပေါ့ဒါနဲ့လူတွေသူထန်းကအလူရဲ့အတန်းစီရင်တဲ့အင်ကိုတပြေတော်ရမှာဆိုတော့နောက်ကျလို့ကုံသွားမှာဆိုတာကိုဥပဒါနဲ့မကြည်တီပုံကြည့်တဲ့ကိုပြေတောင်းနဲ့ခက်ခက်ပြေးထည့်ပေးတယ် လူတွေကလည်းတိမ်တပြေယူပြီးပြန်ကြတာပေါ့တချို့များဆိုရင်ဥပါဒါခိုင်ထားတယ်ပြေတောင်မပြေမဆိုလို့ဆိုပြီးတော့သူတို့ပြေတောင်တွေကိုပြန်ကြည့်ချင်တာတွေပြန်ချင်းကြည့်တော့လေကွက်တိပဲဒီလိုနဲ့တိမ်ကိုတပြေဝေလာလိုက်တာနောက်ဆုံးတပြေပဲကျန်နေအိမ်ပေါင်းစည်းလူတွေလည်းစုံအားရသွားတာအဲဩစရာကြီးပြဒါနဲ့ကျုံလေကျန်တဲ့တပြေကိုလက်ညှိုးချလိုက်တယ်ဥပါဒါဒီတပြေရောဘာတွေ့အတွက်လဲဟဲ့ကောင်ဒီတိပင်ကြီးကတွေ့ရလုံးနဲ့ဆိုင်နေလေကွာကျော်ကျန်တဲ့တပြေကငှအတွက်ပေါ့ ဥပါဒမကြည်သေးဝေကလေးကမလောက်မငါပြင်းအချိန်မိုင်းနေတော်ဘူရာပြင်းဆိုပြီးတော့ပေနာကရန်တွေဖို့ဝိုင်းပေးကြည့်နေတဲ့သူတွေလည်းအကုန်လုံးတပြင်းချပြီးပြန်သွားလိရဲ့တိကြရာမှာဖျားကြံကြီးပေါ်မှာမကြည်သေးတဲ့တော့ကြောင့်မကြံ့ခဲ့ဘူးဗျာအဖေလည်းအဲ့တော့မှတပြင်းချနိုင်တော့တယ်တော်ပါသေးဒေါနာ ပုံနာကြည့်နေတဲ့တွေ့လို့ဆိုပြီးတူတူလေးရေရွတ်လိုက်တာကိုကြောကြမြအောင်ကြားလိုက်တယ်ကြောကတော့စဉ်းစားမိတယ် တိုင်အိမ်ထောင်တပီဆိုတာမနေဘူးဗျဒီတော့ဒီမကြီးကြီးတွေကပဲပွာလာလာဥပဒါပဲပြေးတောင်းကိုတကူကူလှုပ်ထားလားဆိုတာကျုပ်တော့မတွေ့တတ်တော့ဗောဗျကျုပ်ကတော့ဥပဒါကြီးပညာနဲ့လုံလိုက်တယ်လို့ပဲမှတ်တယ်ဒီလိုနဲ့တနည်းတကကြုံရရင်ဘုံဝေစုခွေပုံဆိုင်ပင်ကိစ္စချင်းလေပြီးတော့ရတာဗောဗျဟုတ်ကဲ့ပါရှင်ဒီနေ့ဖတ်ပြတင်ဆက်ပေးသွားရင် ။ဆုံးထီကြည်ဥပဒါနဲ့ပုံဆိုင်ပင်ဆိုရဇလန်လီကတော့ဒီမှာတင်ပြဆောင်သွားပြီရှင်။နောက်ထပ်လည်းပြည်သူတွေအတွက်ဘရန်လောကဇလန်ကောင်းများစွာကိုတင်ဆက်ပေးဖို့ပြောလို့အတိတ်တော်ဇလန်တွေတင်နိုင်မလို့တန်းသာစေနိုင်ဖို့အတွက်ကျမတို့ရဲ့ YouTube channel လေးကို like နဲ့ subscribe နဲ့ပြီးတော့ဗီနာ UTV လေးကိုလည်းနေထားပေးကြပါအောင်နော်။အဆုံးထိအပြင်းအဆင်မွတ်တော်လေးကျေးဇူးအများကြီးတင်